ယဟန်နာကျောင်းစားတောင်ဆရာတော်ဘုရားကြီးရဲ့အမတန်မှလူသိနယ်လာတဲ့မိစကုံစီခမ်းမဲ့နေဝင်ချင်းဆိုတဲ့ကျောင်းပြောခြင်းနဲ့ဗျစားတောင်ဆရာတော်ဘုရားကြီးဘလို့ပြင်တော်မူသွားလဲဒီအဖြစ်ပြက်ကိုသိရှိသူအမတန်မှနေပါလေကိုတွေ့မြင်မြင်ကြုံသူတွေကခုလိုမျိုးပဲမှတ်တမ်းတင်ခဲ့ပါလေစားတော်ဆရာတော်ရဲ့လို့စားတော်ရွာတင်းတွဲရရွာဦးเจ้าမှာစ ပြီးတော့ပေါ်ပြီးဆိုပေကနည်းနည်းရက်ကလာရောက်ဖူးမြော်တို့ရဲ့အုံတွတ်ပါပဲပွဲစည်းတန်းနေနဲ့ကြက်ပြတ်မကြစစ်စစ်ကကပါဒါလူတွေချင်းချင်းပြောဆိုကြတဲ့ယဟန္နာပေါ်တယ်ဆိုတဲ့ပြောစကားကြောင့်ပါပုရုဇဉ်ရဲ့ယဟန္နာဆိုတဲ့တသက်ပြားချက်စကားတွေကမပြည့်စုံပါဘူးတဏီတဲကြွလာပြီးမှတ်ကြောက်တင်ပေးတဲ့ယဟန္နာအရှင်သူမြတ်တွေဖြစ်တယ်မဟာစီဆရာတော်ဖရာကြီးနဲ့ဝေဘူးဆရာတော်ဖရာကြီးရှိခဲ့ပါလေအဲ့ဒီတော့မှပြည့်စုံသွားတယ်ဆိုရပါမယ် စားတော်ဆရာတော်ကြီးဟာဗုဒ္ဓဘာသာရဲ့သာသနာပြုခြင်းဖြစ်တဲ့ကျွတ်ထိုက်သူတွေကိုကဲအရိယာတွေကိုမွေးဖွားခဲ့ပါတယ်ဝိညာဉ်တွေရဲ့စီးပွားဆောင်ရွက်ပါတယ်မိုးကုတ်ဆရာတော်ဘုရားကြီးနဲ့သိန်းဆရာတော်ဘုရားကြီးဟာတပိသာဝကတွေရဲ့ပါဏမှုကြောင့်အတန်အတွင်းမတန်နေကျင်းခဲ့ပါတယ်စားတော်ဆရာတော်ကတော့မရှိခဲ့တော့ပါဘူးလူတွေဘက်မှာမှတ်တမ်းထားခဲ့ပါတယ်ဒီပုံကိုယ်တွေရဲ့ပြောပြချက်အရသာ ခုလိုမှတ်တမ်းတင်ခွင့်ရတာဖြစ်ပါတယ် မမြဲခြင်းအိဋ္ဌသင်္ခါရသဘောတရားအရာစားတော်ဆရာတော်ဘုရားဟာအိုမင်းရင်ယောလာပါလေမကြခင်မှာတတဝါတို့ရဲ့လောကကြီးကိုစွန့်ခွာရတော့ပဲနောက်တစ်ဖန်ဘဝအစ်မဖြစ်ခြင်းနဲ့ပါပဲအစမပြတ်လည်ခဲ့တဲ့ဘဝတွေတန်စရာမရင်မတွက်နိုင်တဲ့ကဘာပေါင်းမရင်မတွက်နိုင်တဲ့ဘဝတွေဒီတက္ကဟဏီကုန်းချုပ်ရပြီပေါ့ဒါ ਉਹ ပဲပန်းမှန်ပင်နေတဲ့အမွေးကြံဆုံးသစ်ပင်တွေကအသိမြင်သူတော့ပါပဲ ခန္ဓာရဲ့ပင်မခြင်းကယဟန်နာဆိုပေမဲ့အစဉ်မြဲလူစံသမာဘတ်ကိုမစားနိုင်ဘူးထင်ပါရဲ့ဝိဒနာဖီစီနှိမ့်ဆက်မှုကတင်းအင်းညင်းညူနေခြင်းကမြင်ရသူဖို့စိတ်မသက်သာစရာပါယဟန်နာလည်းတာမန်စင်ကြီးတန်းရှိနေရင်ဝိဒနာရဲ့နှိမ့်ဆက်မှုကမချိမဆန့်ခံစားရတာပါပဲဖျားရှင်ဟာပြိဋိဘံမပြုမီကချွတ်လို့จิตတံဝမဲ့သူတွေကိုချွတ်နေတော့မှာဒီလမ်းစီကိုယဟန်နာရှင်သူမြတ်တွေလည်းလိုက်နာကျင့်သုံးနေဟန်ပါပဲ မမီးတလောက်ပြောရမယ်ဆိုရင်တော့ဒေါက်တာယူမင်းနေမှာတာဝန်ကြလေတော့နောက်တစ်ပတ်စားတော်ဆရာတော်ဘုရားဟာမစုံစည်းရတော့ဘူးဆိုတော့သိနေလေတယ်ဆရာတော်ဆုံးဖုံးပေးပြီးချိန်မှာသမဲဝိုင်းကိုတည်တတ်ပြန်ခံပြီးကျွေးမွေးခြင်းကိုချီးမင်းခဲ့လေတယ်ဆရာတော်ကျမကြီးကောင်းကျင်လုံးကလည်းတပည့်တော်ကားတွေနဲ့ဝိညာဉ်တွေရဲ့စီးပွားတွေကိုစောင့်ခြင်းပြုမှုချီးမင်းခဲ့တာသိနေတဲ့တပည့်တွေကအရှင်ဘုရား သူများတွေရဲ့ယောဂတွေကြာဗာလေးလိမ့်လိုက်ဗာလေးဖော်စားလိုက်မေတ္တာရေဖြန့်လိုက် ဆေးကြောက်သွေးတောက်သွေးလေးနဲ့ယောဂလေးပြောကြတယ်။ရှင်ဖျားယောဂကြဘာလို့မကူစားတာလဲ။ဒါပဲဖြစ်မလဲကွာ။ငါ့ဝကျွေးနေငါပဲတဲ့။ဒါကြောင့်ထင်တယ်။မမီတဲ့လောက်ကပဲစားတော်ဆရာတော်ဖျားဟာလိန်ကောင်းယောဂဥကြလို့ခွဲစေရတာတွေ။ဥကောင်းဆိုနှစ်ကြိမ်တည်းခွဲစေရတယ်။ပြီးတော့နှလုံးသွေးကြောင့်ယောဂခွဲစေရတာတွေစုံနေတာပါပဲ။ ။ဦးကောင်းခွဲစင်တော်ကကြားဘူးတာအုံတော်ထဲသွေးရုပ်စိနာခဲတာတွေဖြစ်ခဲ့တယ်။နှလုံးသွေးကြောချင်းဒါဆိုရင်သွေးပြန့်ကြောသုံးကြောမှတချောင်းပဲကောင်းနေခဲ့တယ်။တာမဲလူစုသိတာကြပါပြီ။နောက်ဆုံးဘဝရဲ့ဝတ်ကြွေကကြီးကျယ်လွန်လာပါတယ်။နောက်ဆုံးဘဝဆိုတော့ဆက်ရပြီပေါ့။ဆရာတော်ကျမ်းမာရေးဟာနေကပြည့်စုံတဲ့ထူးခုဆရာဝန်တွေရှိတော်ညာလည်းပဲ။တချို့အကြောင်းအရာတွေကဆရာဝန်တွေတော်မျက်စိလည်နေတဲ့သဘောပါ။အခုပဲအရေးပေါ်ချင်းနေခုပဲသွေးလက်ပုံနဲ့နှလုံးခုန်လုံးကလူငယ်တယောက်လိုအရင်ကောင်းနေပြန်ရော။ ဒီလိုအကြောင်းတရားတွေဟာနိကက်ဆရာဝန်တွေရဲ့ကုသခြင်းအလုပ်ပေါ်စေတနာပါခြင်းမပါခြင်းတရားစိတ်ဓာတ်ကိုပညာပေးနေခြင်းပဲလားတလားလို့တော့ပေါ့ဆရာတော်မကြမ်းမာဘူးဆိုတော့အဝေးနေ့တပည့်တော်ကားနေနဲ့ဝင်နေရတယ်အကုန်လာကြတယ်ဆရာတော်ကိုနိကက်ဖူးမြော်ဝင်တော့မရတော့ဘူးစွန့်ဖုံးမှုစွန့်ကတ်တော့မယ်ဆိုရင်လာပူကြမဲ့ပြိတ္တတွေအမြင်မသိတော့မှဆိုးလို့လိုက်ကာကာပြရတယ်တကယ်တော့ဆရာတော်ကို ယာကုဆောင်ကတာကလေးတယောက်လို ဖြစ်နေတယ်အစာကောင်းကောင်းမဝင်လက်ဘေးမှာစီးပေးတဲ့ပဝါယာကုတွေဟာအလေးလေးကြံကြံပေးလို့တပည့်တော်ကတွေကဘလို့ပဲချောမော့လျှောက်ထားအကျွေးပေမဲ့ခေါင်းပဲရဲနေတော့လေဝေဒနာဖြစ်စည်းမှုကတင်းအေးနဲ့ညင်းညူနေရတယ်ဆရာတော်ရဲ့အသားရောင်တွေဟာညုံညင်းညစ်ဖြစ်နေပြီ နောက်တော့ယာကုစွန်ဖုံချင်းတစ်ခုလုံးဝဲနှဆုံးတော့ပဲဝင်တော့တယ်အဲ့ရဘောပဲမှဲနေတာများတယ်တရားမှန်နေတယ်ဘာကြတကားကြီးပြမကဝင်နေရတဲ့ဖူးမြော်တဲ့ကာဆူတောင်းသူတို့ရဲ့ပါရမီရှင်တွေအတွက်ဖြည့်ဆည်းပေးပြန်တယ်ဝေဒနာကြောင့်တင်းအီးနဲ့ညင်ညွရင်ကုန်းထလာပြီးကလေးပေါ်မှာဖူးမြော်ခံတယ်အဲ့ဒီလိုချိန်ခါမျိုးမှာဘယ်သူမှတားမရဘူးပြန်လို့တော့မမှုခင်၅ရက်တာလို့ပေါ့စကိုင်းမြို့၂၁မိုင်မှာအောင်တော်မူစီဒီကိုမောမဲ့ပြုတ်ပြင်နေတဲ့ ဦးစံနီမာဆိုတဲ့ပုံကိုရှိတယ်။ဒီစီဒီကတောင်ကြီးမြို့ကထက်အိမ်ကိုပပူဦးအောင်ဖေစိန်တဲခဲ့တာ။အဲ့ဒီစီဒီမူမှန်နေချိန်မှာဆရာတော်ကဦးစံနီမာကိုခေါ်တယ်။စားတော်ဆရာတော်ကဘယ်မှာသတင်းသုံးနေမှမသိပဲစုံစမ်းပြီးကတဲကုန်းရွာနီးကမင်းရွာကုန်းရိပ်တော်ကြွလာတယ်။ဆရာတော်က9ရက်တာတွင်ပြိနေဗံပြုမဲ့ကြောင်းအရေးအမွတ်မိန့်ဆိုခဲ့တယ်။ယုတ်ကလက်တော်ကို ကြွားရောက်စီမံကုတ်ကဲဖို့မှာခဲ့တယ်။အကြောင်းကရုပ်ကလက်တော်ကိုအကြောင်းပြုပြီးဖြစ်လာမဲ့ပြဿနာတွေရှားမှာပိုရှုပ်ထွေးလာမှာစိုးလို့လို့မိန့်တော်မူတဲ့သဘောပါ။တကယ်လဲရှုပ်ထွေးခဲ့တယ်ဆိုပါတော့ဦးစံဒီမှာဟာစားတော်ဆရာတော်ဘုရားကြီးပြိဋိဘံပြုပြီးလို့ဆယ်စုနှစ်တစုကျော်မှာဥဓမ္မပိယရဲ့တန်းငယ်ရဲ့ထီတိမွေမှာစုံစည်းခဲ့ရလို့ဒီအကြောင်းအရာတွေတည်ခွင့်ရခဲ့ပါတယ်။15မိနစ်အလုံးပြန်တော်မူခင်15မိနစ်အလုံးပါပဲ။ စင်ကိုင်မျိုးဘော်ကကိုအောင်ထွန်းခိုင်ဟာဆရာတော်ကာရော့ဗျူလာပါတယ်ကိုအောင်ထွန်းခိုင်ဆိုတာဆရာတော်ရဲ့အနီးနေတာဝကတူပါဗိုလ်ဒနာကြောင့်မိမိနားယူနေတဲ့ဆရာတော်ရဲ့မျက်နာတော့ကိုအနာကပ်ပီဖူးမြော်ရင်စိုက်ကြည့်နေတယ်အဲ့ဒီအချိန်မှာဆရာတော်ရဲ့မျက်လုံးဆုံးဟာဖွင့်ပြီးကိုအောင်ထွန်းခိုင်ကိုပါကြည့်တာလေကွာအော်အရှင်ဖျားရဲ့မွေးတော်ရဲ့နီးနေပြီလေကျမရဲ့ကောင်းကောင်းကြည့်နေတာပါဖျားကောင်းပါလေကွာမင်းလက်ထဲကပါလဲ ဒါတပည့်တော်မိတ်ဆွေရဲ့တမီးကတရားသူကြီးဆာမွယ်ဖြေတော့မယ်လေဗျာဆရာတော်များကျမ်းမာရေးကောင်းရင်အာယုံပြုရှင်းမြင်ပြဖို့ပါလိုက်တာပါပြီလီဆရာတော်ကဂရင်ထက်ကနေထားထိုင်ရင်သင်္ကန်းကိုကြည်ကြည်လေးလေးပြန်ရောင်းရင်ကိုအောင်ထုံးခိုက်ပြီးတဲ့တက်လက်လေးကိုလက်ဖွာတဲ့ထက်စံသမာဘက်ဝန်စားချင်းမြင်ပေးလိုက်ပါလေကောင်းထုံးကလည်းဆရာတော်ကျမ်းမာဖူးမြော်ရာနေတော့ကျင့်သက်စွာပဲအိမ်ပြန်လာခဲ့ပါလေအိမ်ပြန်ရောက်လို့ 15မိနစ်ကျော်လောက်မှာပဲဆရာတော်ပြိဋိဘံပြုကံဒီမြမောက်ချင်းနေဆရာတော်ကိုနောက်ဆုံးအနေနဲ့အနိကဝိဖြစ်ခွင့်တခွင်ထူးရခဲ့တာကကတဲ့ကုန်းရွာသားမင်းစော်ဆိုသူပါအနိကဆရာမတယောက်နဲ့လည်းတူရှိနေပါတယ်ရုပ်ဝါအာဟာရကိုတည်မိနေတယ်တော့ဆရာတော်ဟာပါစားစားကပါကကမဖုံးပြတာကိုအားမလို့အားမရဖြစ်နေတယ်။နေ့စဉ်စိမတန်နဲ့ထားရှိတယ်။နေ့စဉ်စိမတန်နဲ့ယူကြည့်တဲ့ကအစားအသောက်တွေကိုရုပ်က လုံးမခံတော့ဘူးထင်ပါတယ်ဆရာတော်ရဲ့နေ့စဉ်စေမဲတွေနေ့စဉ်စေတွေအစားအသောက်တွေကအဓိကအဖြစ်အန်ရှူဝါများပါတယ်အန်ရှူဝါဆိုတာခုခေတ်တည်ပါတယ်လူကြီးတောက်တဲ့လူမှုတမျိုးပါဒါပေမဲ့ဝမ်းမဲတွေသွားတယ်အန်နေမနက်မှာဆိုရင်ငှက်တိုက်သုံးစလုံးတိုက်တယ်ဆံမြုပ်တုံငုံစုံမဖုံးပေးဘူးဟင်းရမဖုံးပေးဘူးမုံလည်းမဖုံးပေးဘူးရေနှင်းငယ်တောက်တယ်နေ့လေငှက်တိုက်မဖုံးပေးဟင်းရမဖုံးပေးဆံမြုပ်မဖုံး စုံမဖုံဘာမှမစားရေမတောက်လုံးမစားညဘက်ဆိုလဲဘာမှမဖုံပေးပါဘူး73ရက်နေ့မှာမနက်မှာ6နာရီလောက်မှာအန်ရှူဝါတိုက်တယ်9နာရီလောက်မှာအန်ရှူဝါတိုက်တယ်ဒါမဲ့မနက်7နာရီ45မိနစ်မှာတော့ရွှေတောင်ကြီးပြိုလဲခဲ့ပြီးဆရာတော်ပြိဋိဘက်ပြုပါပြီဒါ ਉਹ နေခဲ့ပြုစုနေတဲ့ဆရာတော်ရဲ့တာဝကပြုဖို့ဖြစ်တဲ့ဆရာတော်ရဲ့ကပိယတပည့်မင်းစောကမယုံပါဘူး အမှန်ပဲဆရာတော်ဟာတပည့်အမင်းစောရဲ့လက်ပေါ်မှာပဲညင်းညူခြင်းမရှိတော့ပဲနောက်ထပ်ဝေဒနာလည်းခံစားခြင်းမရှိတော့ပဲပြိနေဖန်ပြုသွားခြင်းမှာမလုံရှားခြင်းပေါ်မင်းစောဟာတန်တရားဖြစ်မိတယ်ကိုယ်တွေကနှွေးထွေးနေတယ်ပျော့ပြောင်းနေသေးပါဆရာတော်ကိုတုံးညင်းစွာအရှင်ဖျားအရှင်ဖျားခေါ်မိတယ်နောက်တော့ကြောက်လန့်လာပြီဒေါက်တာဒေါက်တာဒီတစ်ခါညင်လာကြည်လားဗျာစမ်းသက်ကြည့်ပါဦး နီကဆီယောင်ကလည်းကြက်ကိုချက်ချင်းဆုပ်တော့နားကိုတက်ပြီးဆီယောင်ရဲ့ရင်ဝါကိုဆန်းတက်လိုက်တယ်။နောက်လက်ကောက်ကိုသွေးပြညော့တစ်ဆန်းတယ်။ကိုမင်းစော်ကြီးဆီယောင်အသက်မရှိတော့ဘူးဗျ။နှလုံးမခုံသွေးမတူတော့ဘူးလေ။ဟာဗျာမဖြစ်နိုင်ဘူးဆီယောင်ရဲ့အကြောင်းကျွန်တော်သိနေတယ်။ကျမ်းမရေးကောင်းကျင်လဲဆီယောင်မကောင်းကျင်လဲဆီယောင်ဗျ။ကျုပ်ကျုပ်အသက်ကယ်စီထိုးမယ်။ဆီယောင်ကိုဖြင်းညစွာခြံရဲ့အသက်ကယ်စီကိုချက်ချင်းဆုပ်တော့ဖွင့်ဖို့ပြီးလက်ကောက်ကိုထိုးနေပါလေ။ဆေးတွေကမဝင်တော့ပါဘူး။ ယနေ့ထိတိုင်ဆရာတော်ရဲ့ရုပ်ကလတော်လက်ဖြံမှာအမဲကွက်နေရရှိပါတယ်စေးထိုးခဲ့တဲ့နေရာပါအနီးကပ်ပြုစုဆောင်ရှောက်တဲ့ဆရာဝန်ကလည်းမင်းကိုမင်းစော်စိတ်မရှိတော့ဘူးကိုမင်းစော်ကြီးကြုတ်ပြောတာယုံပါဗျာဆရာတော်ပြန်လုပ်တော်မူသွားပြီကိုမင်းစော်ဟာခဏငြိမ်သွားတယ်လင်းလူကြီးကခက်ဖြစ်ဖြစ်လေးတိုင်ဝီရဲလို့ခက်စိလိုက်ကလေးကလှုပ်ချမ်းကြီးကြံခဲ့တယ် ဘဝမှာခိုင်မြဲမယ်လို့ထင်တဲ့အရာတွေဟာလက်တွေ့ဆန်းဆန်းဆုံးခေါ်တော့တာမျက်ဝါးထင်နေတွေ့မြင်ရတော့စိတ်ကစောက်တရမရစိတ်ပြက်လက်ပြက်နဲ့ကြောင်းရှိကအုတ်ခွန်လေးမှာငြိမ့်ငိုင်ထိုင်မိတယ်ထူးထူးခြားခြားပဲမွေးချိုင်နဲ့ပန်းရည်နဲ့မျိုးစုံကနှာခေါင်းတွေတိုးဝင်လာတယ်ဟောမွေးလိုက်တာဘယ်ဟာပန်းနေပါလဲအနီးနားမှာပန်းလည်းမရှိဘူးနောက်မှတည်တယ်အော်လက်ပြမာတွေလာပြီးကြီးညိုကြတယ်ထင်ပါရဲ့လူမျိုးနဲ့စိတ်ထူတွေပါပဲ ကိုမင်းဆောင်ဟာနောက်မှတတိဝင်လာပြီဆရာတော်ကျောင်းကတန်ခါတော်ရှင်သူမြတ်ဒီနေဆရာရှင်တန်ခါတော်ရှင်သူမြတ်ဒီဆရာတော်ကြီးတွေတပည့်တော်ဝကတွေကိုချက်ချင်းကြောင်းကြပါလိမ့်ဆရာတော်ပြိနိဗ္ဗာန်ပြုတယ်မှာပဲစီလို့ဒုတိယကနေစုဖွဲ့ဖွဲ့စီတွေစုစည်းလို့ဝေပြန်တာစိတ်မှာမာနစိတ်တွေကိုရှင်ပောင်းအောင်ပုံလျော်ညက်နေအောင်ဆရာတော်ဟာသဒ္ဒနာပြုခြင်းဖြစ်တဲ့အရိယာတွေမျိုးတစ်ခုအဲ့ချင်းလဲကြရမယ်လူတွေရဲ့စနစ် င်းလဲဆူစီလို့မရတဲ့လုပ်ဖွဲ့စည်းကြီးကိုဆီရတော်ဟာတက်တော်84နဲ့ဝါတော်64ပေါ်မှာပြီးတိုင်းဆုံးခွာတော့ပါလေ။ရ2008ခုနှစ်ဘာဆယ်နှစ်ဖြစ်ခုတော့မှာတဲ့ချွေခဲ့ခြင်းကတော့တရားကိုမမေ့မလျော့မပေါ်မဆအားထုတ်ရကြပါတဲ့။တရားနဲ့အိပ်ဆက်တရားနဲ့နှိုးထတရားနဲ့မွေးချော်ခြင်းဒါဟာအပ္ပမာရတရားပဲဆိုပြီးစားတော်ဆရာတော်ဖျားကြီးကမိန့်ကြားသွားခဲ့ပါတယ်။ စားတော်ဆရာတော်ဘုရားကြီးရဲ့နောက်ဆုံးအချိန်ဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးတာပါနားဆင်ပေးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ဗျာ